အိန္ဒိယမြောက်ပိုင်းဟိမချေပရာဒေ့ရှ်ပြည်နယ်မှာဘတ်ကားတစ်စီးပေါ်မြေပြိုကျခဲ့လို့လူအနည်းဆုံး15ဦးသေဆုံးခဲ့ပါတယ်။ရိုက်တာနဲ့တခြားမီဒီယာတွေမှာဖော်ပြချက်အရအင်ကာနီကမိုးအသေးတန်ရွာသွန်းလို့ကားလမ်းပေါ်ကိုမြေပြိုကျခဲ့တာမှာဘတ်ကားကိုနှိမ့်မြုပ်သွားခဲ့တယ်လို့ဆိုပါတယ်။အခုချိန်ထိကယ်ဆယ်ရေးသမားတွေကလူ18ဦးကိုကယ်တင်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ကားပေါ်မှာလိုက်ပါလာသူစုစုပေါင်းကိုအတိမပြုနိုင်သေးဘူးလို့ဒေတာဆိုင်ရာအရာရှိတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံနဲ့တောင်အာရှမှာလက်ရှိဟာမုတ်တုံရာသီအကုန်ကိုရောက်ရှိနေပြီးမုတ်တုံကာလဟာပုံမှန်အားဖြင့်ဇွန်လကနေစက်တင်ဘာလအထိတည်ရောက်မှုရှိပါတယ်။ဒါပေမဲ့ဒီနှစ်မှာတော့အော်တိုဘာလအထိလည်းအိန္ဒိယနဲ့နီပေါ်နိုင်ငံတွေမှာရေကြီးရေလျှံမှုတွေနဲ့မြေပြိုကျမှုတွေဖြစ်ပွားနေပြီးလူ60ကျော်သေဆုံးခဲ့ပြီးဖြစ်ပါရဲ့ရှင်။